လက်ရှိတိုင်းပြည်မှာဖြစ်ပေါ်နေတဲ့အထွေထွေအကျပ်တဲတွေကိုကင်တွယ်ဖြေရှင်းနိုင်ရေးအတွက်အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအစည်းအဝေးအ мян ဆုံးခေါ်ယူနိုင်ဖို့နိုင်ငံရေးပါတီ73ခုကနေတောင်းဆိုထားပါတယ်။အဲ့ဒီပါတီတွေထဲမှာ Democratic Party မြန်မာလည်းပါဝင်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးပါတီရဲ့ဥက္ကဋ္ဌဥတုဝေကိုတိုက်ရိုက်ဆက်သွယ်မေးမြန်းချင်းပါပဲရှင်။အဟုတ်ကဲ့ဘာဥသူဝေရှင်ဟိုဘာကြောင့်ကာလုံအစည်းအဝေးကအ мян ဆုံးခေါ်ယူဖို့လိုအပ်နေပြီလို့ယူဆပါလဲရှင်ဘယ်အချက်တွေကြောင့်ပါလဲရှင် ဟိုဒီလိုကျွန်တော်တို့နိုင်ငံရေးပါတီတွေမနေ့ကဆုံရရလေနော်ဆိုပြီးတော့ကျွန်တော်တို့တိုင်းပြည်အခြေအနေတွေကိုကျွန်တော်တို့ကဆွေးနွေးကြရတယ်ပေါ့ဆွေးနွေးတဲ့အခါကျတော့တိုင်းပြည်အခြေအနေတွေကအဖက်ဖက်မှာယိုယွန်းနေတာတွေ့တယ်ပေါ့ဗျာနော်အတိကကတော့ဟိုစီကားနေမရှိကြတော့ဘူးဟိုလာကျူးကျော်တဲ့အင်ယာတွေဟိုလာဈေးတွေတွေဘတ်ကားတွေနောက်ပြီးတော့လည်းမှုကင်းနေအများကြီးဖြစ်လာတဲ့အခါကျတော့ဒါတွေဟာတိုင်းပြည်အစိုးရအာတီတီငိမ့်ငိမ့်မဖြစ်သေးဘူးလို့ဆို သိရတာပေါ့နော်တွေ့ရတာပေါ့အဲဒါကြောင့်မလို့တိုင်းပြည်ကြီးကမတည်ငြိမ်မှုလို့ရှိတဲ့အခါမှာဆိုရင်ပြဿနာတွေအများကြီးကြီးကျယ်လာတာပေါ့အဲ့ဒီအထက်မှာမှအဓိကပြဿနာတွေဖြစ်တဲ့ဥပမာရခိုင်ရေးပြဿနာတို့ကျွန်တော်တို့တိုင်းပြည်မှာရှိနေတဲ့မြောက်ပိုင်းမှာနည်းနည်းကင်တိုက်ပွဲတွေဖြစ်တာလို့လို့နော်အဲ့ဒါတွေကိုကျွန်တော်တို့သုံးသပ်ကြည့်တဲ့အခါကျတော့တပြိုင်တည်းထဲလေးဖြစ်တယ်နောက်ပြီးတော့လည်းပဲစနစ်တကျအစီအစဉ်နဲ့လှုပ်ထားတယ်လို့လည်းဖြစ်လာတာပေါ့နော်အဲ့ဒါကြောင့်မလို့ဒါတမင်တကာ ါအစီအစဉ်တွေလုတ်ပြီးတော့ဒါလုတ်နေကြတယ်လို့ဆိုတာကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဒါတွေ့မိတာပေါ့ဒါကလည်းပဲကျွန်တော်တို့တိုင်းပြည်ဒီမှာအရင်ဆုံးနေကပေါ့ဒါနိုင်ငံတကာဆွတ်ဖက်မှုတွေကရှိနေတာပဲလीနော်ရှိနေတဲ့အခါကျတော့အခုတခါဒီလိုတိုင်းပြည်အခြေအနေကယိုယွန်းလာတဲ့အခါနိုင်ငံတကာဆွတ်ဖက်မှုတွေကပိုပြီးတော့ကြီးကျယ်လာတယ်လို့ကျွန်တော်တို့ကတွေ့တယ်တွေ့တဲ့အခါကျတော့ဒီလိုလုတ်လို့တမင်တကာလုတ်တယ်ဆိုတာဘယ်လိုဟာလဲလို့ဆိုရဲဥပမာအဖြစ်ရခိုင်မှာဆိုလို့ရှိရင်အဲရခိုင်မှာစူပူမှုလုတ်တဲ့ဟာတွေကတို့တို့က ဒါဒီလက်နဲ့ဒီပါးတွေကင်ပြီးတော့လောက်တာမဟုတ်ဘဲနဲ့ဒုတ်တွေဓာတ်တွေဆိုတော့တာမန်အယတ်သားလှုပ်ဆော်ဟိုလှုပ်ကြွတယ်လို့ဟိုလို့ထင်ရအောင်အဲ့ဒါလို့ဖြစ်တယ်ပေါ့နော်အဲ့လိုကအဲ့လိုအယတ်သားတွေလှုပ်ရှားမှုလို့လို့ဟိုဒီကအဆိုးကနေပြီးတော့တတ်မလို့ကနေပြီးတော့နှိမ်လို့ရှိရင်ဒါတွေက အာဒါလူခွင့်ရင်းနဲ့ပတ်သက်လို့ဒီလိုဖြစ်ပါတယ်ဆိုတော့နိုင်ငံတကာရဲ့စွပ်ဖက်မှုကပို့ပြီးတော့ကြီးကျယ်လာနိုင်တယ်လို့ကျွန်တော်တို့ကတွေ့တာပေါ့အဲ့ဒါလည်းစနစ်ကျပြင်ဆင်တယ်လို့ဟိုတွေ့မိတဲ့အတွက်ကြောင့်မလို့အကယ်၍ဒါဒီအတိုင်းသွားမယ်ဆိုရင်အစိုးရရဲ့အရေးယူမှုတွေကလည်းပဲပြက်ပြက်တတ်တာ အာမတွေ့ရပြီဘူးပေါ့เนาะအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကဒီဥစ္စာဟာတိုင်းပြည်အတွက်အရေးကြီးလာတဲ့လူလူအတွက်အရေးကြီးလာတဲ့အဲ့ဒါကြောင့်မလို့တပြည်လုံးနဲ့ပတ်သက်တဲ့အရေးကြီးလာတဲ့အတွက်အစိုးရဒီပြင်ပနေတဲ့ဒီဥစ္စာကိုဖြည့်ရှင်းမှာအစိုးရဖြည့်ရှင်းမှုဆိုလို့ရှိရင်တော့လည်းပဲအစိုးရအဖွဲ့မှာတာဝန်အရှိဆုံးဖြစ်တဲ့ကာလုံအဖွဲ့ဆိုတာရှိတယ်ပေါ့เนาะအဲ့ဒီကာလုံအစည်းအဝေးခေါ်ပြီးတော့လုပ်တာမတွေ့သေးပါဘူးအဲ့ဒါကြောင့်မလို့အဲ့ဒီကာလုံကဒါအစည်းအဝေးခေါ်ပြီးတော့တာဝန်ရဲ့ဆုံးဖြတ်ချက်နဲ့အစိုးရဥဆောင်ပြီးတော့ ကျွန်တော်တို့နိုင်ငံရေးပါတီတွေရောပြည်သူတွေရောဝိုင်းပြီးတော့ဒီပြဿနာကိုတားဆီးရမယ်လို့ကျွန်တော်တို့မြင်တယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကာလုံကိုမြန်မြန်ဆန္ဒန္တာအစည်းအဝေးခေါ်ပြီးတော့လုပ်ပါလို့တိုက်တွန်းတာပါခင်ဗျာဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့ကာလုံအစည်းအဝေးကိုခေါ်ယူခိုင်းတာတော့ဟုတ်ပါပြီဘယ်အချက်တွေကိုများအဓိကထားပြီးတော့လုံဆောင်ချင်တာပါလုံဆောင်စေချင်တာပါလဲရှင့်အဓိကတော့ကျွန်တော်တို့တွေ့တာနိုင်ငံတကာဆွတ်ဖက်မှုဟာ တို့စနစ်တကျပြင်ဆင်ပြီးတော့မှဒါကြီးထွားအောင်လုပ်လာလိမ့်မယ်နိုင်ငံတကာဝန်ဆွဲမှုကလည်းပြည်တွင်းထိအောင်ရောက်လာလိမ့်မယ်လို့ကျွန်တော်တို့ဟိုတွက်ကြည့်မိတာပေါ့နော်အဲ့လိုဆိုလို့ရှိရင်ကျွန်တော်တို့တိုင်းပြည်ပြည်ထောင်အမြဲတမ်းကြီးကျယ်ပြီးတော့အစိုးရရဲ့လုပ်ပိုင်ခွင့်တွေလည်းနေသက်တဲ့နေပြီးတော့အာဏာကျွန်တော်တို့တိုင်းပြည်ရဲ့အဲဒီလွတ်လပ်မှုပေါ့နော်အဆုံးပြချုပ်ချာအာဏာကြီးကဒါကြာဆုံးသွားနိုင်တဲ့ဒီအောင်ဖြစ်နိုင်နေဆိုတာကိုကျွန်တော်တို့အဲ့လိုတွက်ပြီးတော့ဒါခေါ်ခိုင်းတာပါဗျာ ဟုတ်ကဲ့ပါရှင်ဒီလက်ရှိအကြက်တဲတွေထဲမှာခုနကဥသူဝေပြောထားတဲ့ထဲမှာရှမ်းအရှေ့မြောက်တိုက်ပွဲတွေလည်းပါတယ်ပေါ့လေအဲ့ဒီအရှေ့မြောက်တိုက်ပွဲတွေကဒါတက်မတော်ကထိုးစစ်ဆင်လို့ဆိုပြီးတော့တိုင်းရင်းသားတွေကတိုက်ရတယ်ဆိုပြီးတော့ပြောပါတယ်တက်မတော်ဘက်ကရောဒီတိုက်ပွဲနဲ့ပတ်သက်လို့တခုခုပြောဖို့လိုမယ်လို့မထင်မိဘူးလားရှင်ကျွန်တော်တို့ကလိုချင်တာတော့ဟိုတိုက်ပွဲတွေမရှိဘဲနဲ့ငြိမ်းချမ်းကြည်ချင်တာလေးနော် အဲ့တော့အခုမငြိမ်းချမ်းပဲနဲ့အဲ့ဒီမှာတိုက်ပွဲတွေဖြစ်တာလည်းနှစ်ပိုင်းရှိပါတယ်တချို့လည်းပဲအဲတပ်မတော်ကသွားတိုက်တယ်လို့ဟိုပြောရတဲ့အပိုင်းတွေလည်းရှိတာပေါ့ဗျာနော်နောက်ပြီးတော့အခုလောလောဆယ်ဖြစ်တာတွေကြတော့ကဒီလက်နက်ကင်ရဲ့ဖွဲ့တွေကတိုက်တဲ့နေရာမှာလည်းဘယ်ဘယ်နေရာမှာစပြီးတော့အခုဖြစ်နေကြလဲဆိုတော့ဟိုတိုက်ပွဲတန်းတဲ့တစ်ခုနဲ့တစ်ခုတိုက်ပွဲဖြစ်တာတဲ့ပေါ့နော်အရသားတွေနေတဲ့နေရာတွေမှာစခန်းတွေရှိတဲ့နေရာတွေမှာဒါ အာလှုံ့ဆော်တဲ့သဘောမျိုးလောက်တူတာလုံနေတယ်ဆိုတော့ဒါတက်ကသွားပြီးတော့စတယ်လို့လည်းပြောလို့မရဘူးเนาะပြတာတက်ကသွားပြီးတော့တိုက်တာလည်းရှိကောင်းရှိမှာပေါ့တို့တော့အခုလောရော့ဆယ်ဖြစ်နေတာကအာတက်ကသွားတိုက်တာမဟုတ်ဘဲနဲ့လက်နဲ့ကင်အားစုတွေကအရက်ဘက်မှာရှိနေတယ်လူတွေကိုစူပူမှုအောင်လုပ်တဲ့သဘောမျိုးဖြစ်နေတယ်ဗျာ ဟုတ်ကဲ့ပါဗျာနောက်တစ်ခုကလေဒီလက်ရှိအစိုးရသည့်ရင်ဆိုင်နေရတဲ့အချက်တဲတွေနဲ့ပတ်သက်ပြီးတော့ကာလုံအစည်းအဝေးကို မခေါ်ယူဘဲနဲ့အစိုးရကနေပဲဖြည့်ရှင်းနိုင်မယ်လို့ရောဟိုမယူဆနိုင်ဘူးလားရှင့်ဒီလိုကျွန်တော်တို့အခုဖြစ်ပြနေတဲ့ဥစ္စာတွေကအစိုးရကဖြည့်ရှင်းနိုင်တာမတွေ့သေးလို့ဖြစ်နေတာလေလေ အစိုးရရဲ့ဩဇာအာဏာကဒီဒီပြည်သူလူထုလဲမှာမရောက်ဘူးဖြစ်နေတယ်ပေါ့နော်အဲ့တော့ပြည်စိုးရဲ့ဩဇာအာဏာရှိစေခြင်းနဲ့အစိုးရဩဇာအာဏာရှိဖို့ဆိုတာလည်းပဲအဲဥမာအပြင်တူးတယောက်တည်းလုတာမဟုတ်ဘဲနဲ့အစိုးရတစ်ဖွဲ့လုံးရဲ့အဆုံးပြတ်နဲ့လုတာဆိုရင်တော့ဒါပို့ပြီးတော့ထိရောက်မှာပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့အစိုးရတစ်ဖွဲ့လုံးအတူတူကလုစေခြင်းနဲ့ အဲ့ဒီကာလုံကတွေပြီးပြီးလေးလေးဆွေးနွေးအဲကာလုံတစ်ခုလုံးရဲ့ဆုံးဖြတ်ချက်ကိုတကပြည်သူလူထုချက်ပြပြီးတော့ကျွန်တော်တို့လည်းပဲအခုဟိုကျွန်တော်တို့တိုက်တွန်းလာတာကကျွန်တော်တို့နိုင်ငံရေးပါတီလေးအတာဝန်ရှိတဲ့အတွက်ကျွန်တော်ဝင်လုပ်မယ်အခြားသောနိုင်ငံရေးပါတီလည်းဝင်ပါကြပါပြည်သူလူထုလည်းပဲဒီထက်မှဝင်ပါပြီးတော့ဒီကျွန်တော်တို့ပြည်တနာဖြစ်လာမှာကိုတားဆီးကြပါဆိုတော့လူထုတော်ရလုံးပါလာတဲ့အလှူရှားမှုကြီးတစ်ခုကိုကျွန်တော်တို့ဖြစ်စေချင်တာပါ ဟုတ်ကဲ့ပါဥသူဝေရှင်အခုလိုမျိုးဖြည့်ကြားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဟုတ်ကဲ့ပါဒါကတော့ကာလုံစည်းဝေးခေါ်ဖို့တောင်းဆိုတဲ့ပါတီ73ခုထဲကတခုအပါအဝင် ဖြစ်တဲ့ Democratic Party မြန်မာရဲ့ဥက္ကဋ္ဌဥသူဝေကိုတရားရိုက်ဆက်သွယ်မြင်းမြန်းခဲ့တာပါရှင်။ဆက်လက်ပြီးတော့ကြန့်ရှိနေသေးတဲ့သတင်းတွေကိုလည်းတင်ဆက်ပေးသွားပါဦးမယ်ရှင်။